ပြန်ဆက်ပေးမယ့်အကြောင်းအရာလေးကကလောမျိုးအကြောင်းလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကမြန်မာနိုင်ငံရဲ့လေပတ်လူအကောင်းဆုံးမျိုးရည်ထဲမှာနံပါတ်1နေရာဝရောင်ရရှိခဲ့တာဖြစ်ပြီးနိုင်ငံသားခီးသွွားတွေစိုက်နှစ်တက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်များနိုင်ငံသားခီးသွွားတွေကစိုက်နှစ်တက်ရတာလဲ။မြန်မာနိုင်ငံမှာရောဘာကြောင့်လေပတ်လူအကောင်းဆုံးနံပါတ်1စီမံဝင်နေတာလဲဆိုတာကျွန်တော်လည်းတင်ကြည့်လိုက်ရအောင်ပါ။အဲ့တော့ဆမ်မီရဲ့တောင်ပိုင်းမှာတည်ရှိတာဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်ထက်ပေပေါင်း4269ပေမှာတည်ရှိနေတာဖြစ်ပါတယ်။ လုံးမျိုးရဲ့အရှိမမှာတော့အောင်မန်းမျိုးရှိပြီးအနောက်ဘက်မှာတော့မန္တလေးတိုင်းဒေသကြီးနဲ့ထိစပ်လျက်ရှိပါတယ်။ကလုံးမျိုးဆိုတာကလည်းရမ်ပီနယ်တောင်ပိုင်းကနေမြန်မာနိုင်ငံရဲ့နယ်ပိုင်းကိုဆင်းတဲ့အကားပေါက်ကဲ့သို့လည်းဖြစ်ပါတယ်။ ။မြို့ရဲ့ခြေပံမှာဆိုရင်တော့တောင်တန်းတွေရေရင်စီးစင်းနေတဲ့ကတော့ချောင်းကြီးအကြီးကြီးရှိပြီး၎င်းချောင်းကြီးကတော့အင်းလေးကန်အတွင်းကိုစီးဝင်ပါလိမ့်။ကတော့မြို့ရဲ့အမြင့်ရင်းကတော့အကျမ်းမြပြည့်အနှံ့မျိုးသတ်မှတ်လို့ရပါလိမ့်။ပထမနာမည်တစ်ခုကတော့ပလောင်အရင်းမြစ်ကစင်တာလာတာပါ။ကလောင်လူရဲ့နာမည်ကဒေသခံလူမျိုးတွေဖြစ်တဲ့ကလောင်လူမျိုးများကကလောင်လို့ခေါ်တဲ့အတန်ကနေဖြစ်ပေါ်လာတာပါကလောင်စကားအရကလောင်ဆိုတာဒေဝူးသူမဟုတ်ဇလုံးလိုအဓိပ္ပာယ်ရတယ်လို့သိရပါတယ်ကလောင်မျိုးကအရင်လေးမျက်နှာကနေတောင်တန်းတွေဝင်းရံနေတဲ့ပုံကဒေဝူးပုံစံနဲ့တူတာမို့လို့အဲ့လိုခေါ်ဆိုခဲ့နိုင်တာ